So I'm very proud that we brought education onto no or EFE to Myanmar last year. ပြည်တွင်းလောက်ကိုင်းခွန်လန်းအများဆုံးကိုဖန်တီးပေးနိုင်တဲ့အသေးစားလက်စားစီးပွားရေးလုပ်ငန်းတွေမြမပြည်မှာရှင်တန်ကြီးထွားနိုင်ဖို့အရေးပါတဲ့စီးပွားရေးလုပ်ငန်းဆန်ရပညာရေးစီစဉ် Education for Entrepreneur E4E ကိုပြည်ထောင်ကောင်စီနဲ့ Standard Chartered Bank တို့ပူးပေါင်းပြီးတော့အကောင့်ထည့်ဖော်နေပါပြီ။တိုင်းပြည်စီးပွားရေးရဲ့အဓိကကြောရွတ်လိုဖြစ်နေတဲ့ ့ SME လုပ်ငန်းတွေဖွံ့ဖြိုးလာဖို့အတွက် E4E စီစဉ်ကတကယ်ပဲထောက်ကူဖြစ်စေမှာလားလူသားချင်းမြေရှားပါမှုတွေပါဝင် အခြေခံအဆောက်အအုံမပြည့်စုံမှုတွေကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုကိုတွန်းတင်တဲ့နေရာမှာအဓိကအရေးပါတဲ့ SME လုပ်ငန်းရှင်တွေဟာမိုးရေရေတဲ့ရုန်းကန်နေကြရတဲ့အနေအထားမှာပဲရှိနေသေးတာပါ Small businesses are the backbone of the country and of most developing countries and Myanmar human resources, infrastructure, and financial education. For us, as a bank, um, a representative office, maybe we can't help directly on access to finance or human resources or, human infrastructure. What we can as a banker is to share our knowledge and at least close the financial, you know, financial education and, uh, knowledge gap. Education for entrepreneurs. Ifu Ilu Kore, CY Lungan Shinidu, Pinyayi e Sizima. ငွေကြေးလက်ပတ်မှုကိုစီမံခန့်ခွဲတာတွေရာသုံးမှန်းခြေငွေစင်းတွက်ချက်တာတွေပါဝင် စီးရင်ပညာနဲ့စီးပွားရေးစီမံကိန်းရေးဆွဲတာတွေစတဲ့လက်တွေ့အသုံးချနိုင်မဲ့စီးပွားရေးပညာရပ်တွေကိုအဓိကထားဖြန့်ဝေသွားမှာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့အသေးစားနဲ့လက်စားလုပ်ငန်းတွေအတွက်ရည်ရွယ်ပြင်ဆင်ထားတဲ့ဗဏ္ဍာရေးဆိုင်ရာပညာပေးစီစဉ်ကို2014ခုနှစ်ခေတ်ကစတင်ခဲ့တာပါ။ Standard Chartered Bank ကဒီလိုရှာကောင်စီကသင်တန်းဆရာတွေကို လိုအပ်တဲ့ပညာရေးဆန်ရာပစ္စည်းတွေကိုထောက်ပံ့ပေးနေတာဖြစ်ပြီးမန္တလေးမော်လမြိုင်တောင်ကြီးနဲ့မုံရွာမြို့တွေမှာရှိတဲ့အသေးစားလက်စားလုပ်ငန်းပေါင်း300ကျော်ကိုတင် जा ပို့ချခဲ့ပြီးလည်းဖြစ်ပါတယ်။2015ခုနှစ်အတွက်ကတော့ပကူပခုတ်ကူကျိုင်းတုံနဲ့ပသိမ်မြို့တွေမှာပညာရေးစီစဉ်တွေတိုးချဲ့လှုပ်ဆောင်သွားဖို့လည်းရှိနေပါတယ်။အသေးစားလက်စားလုပ်ငန်းတွေအတွက်ဗန္နာရေးဆန်ရာနဲ့စီးအိမ်ပညာတွေဟာအဓိကတော့ချက်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုလေ့လာခဲ့ရတဲ့ဦးလှရှင်က SME လုပ်ငန်းရှင်တွေရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေအကြောင်းကိုအခုလိုပဲပြောပြခဲ့ပါသေးတယ်။ စင်ကောမှုအများရှိတဲ့တဲမှာနီးပညာပဲဒုတိယပြည့်စင်ပြီးနောက်တစ်ချက်တတိယကတော့ဘန်အတူနှုံလက်ရှိကျွန်တော်တို့လုပ်ငန်းရှင်တွေပုဂ္ဂိကပင်ချီးတဲ့ရာဂိုင်နှုံကြီးနှစ်မျိုးရှိတယ်စနစ်ရာဂိုင်နှုံနဲ့73ရာဂိုင်နှုံနိုင်ငံတော်အစိုးရပေါင်တဲဝင်သွားရင်တော့8.5ဒီစနစ်တွေအားလုံးကိုစ조사ပြင်လိုက်ရင်အာကျွန်တော်တို့နိုင်ငံမြန်မြန်ဆန်ဆန်တက်မယ်လို့ယုံကြည်တယ်